အားလုံးမင်္ဂလာပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကိုယ့်ရဲ့ဝင်ငွေအနည်းအများတဲ့အပေါ်ကိုမူတည်ပြီးတော့အပြစ်တင်တာတွေကိုရပ်ဖို့ဖြစ်ပါတယ်ကျွန်တော်ညနေကဗီဒီယိုလိုက်ကြည့်ရင်လည်း comment တွေကိုတွေးလိုက်တယ်သူကတနေ့ကိုတပေါင်းပဲရတဲ့အတွက်ကြောင့်မို့လို့ဒီခေတ်ကာလကုံစင်းနှုံးအရာပတ်စံစုဖို့မပြောနဲ့သူလောက်ငှအောင်တော့မနေတော့ရပါတယ်ဆိုပြီးရေးထားတဲ့အကြောင်းပြချက်တစ်ခုဖြစ်တယ်အဲ့ဒီ comment လေးကိုကျွန်တော်တွေးလိုက်ရတယ် အဲ့ဒီတော့ကျွန်တော်တို့ရဲ့အကြောင်းပြချက်တွေကကျွန်တော်အမြင်နဲ့ပြောနေကြဖြစ်တယ်ဒီလက်ရှိဝင်နေတဲ့ဝင်ငွေကိုတောင်မှမနေလောက်အောင်သုံးနေရတာဘယ်လိုသွားပြီးတော့စုမှလဲနော်အဲဒီငွေနဲ့တောင်မလောက်တဲ့ကိစ္စကိုဘယ်လိုသွားပြီးတော့စုမလဲကုန်စည်နှုန်းနေရကြည့်ရတဲ့မျိုးလာစာကနေတာတမျိုးအဲ့လိုတွေဖြစ်နေတွေ့ကြမှုလို့ဘယ်လိုမှပတ်စံစုလို့အဆင်မပြေနိုင်ပါဘူးဘယ်လိုမှရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ဆိုတာအဝေးကြီးပါဆိုတဲ့အကြောင်းပြချက်တည်းရှိတယ် ပြောချင်တာဘာလဲဆိုတော့လစာနေခြင်းများခြင်းဝင်ဝင်နေခြင်းများခြင်းသည်တခြားအကြောင်းအရာတွေပေါ်ကိုမိခိုတင်းသလောက်မိခိုတယ်မူတည်တင်းသလောက်မူတည်ရဲ့အများဆုံးမူတည်တာဒီကိုယ်ပေါ်မှာပဲမူတည်တယ်မြန်မာနိုင်ငံမှာနေရတာကလစာနေလို့အလုတ်ကင်ခွင့်လန်းနေလို့နော်အဲလူမျိုးနိုင်ငံရဲ့ crisis တွေဖြစ်နေလို့ဆိုရဲအကြောင်းပြချက်တွေမျိုးစုံပေးဒါပေမဲ့အဲ့လိုအကြောင်းပြချက်တွေ မျိုးစုံဈာထဲမှာမှာတလကိုတင်းကို10နဲ့ချီ100နဲ့ချီရှာနေတဲ့သူတွေလည်းအများကြီးပဲအခုလိုမျိုးအိမ်မှာနေရင်းနဲ့ဆိုရှယ်မီဒီယာကိုသုံးပြီးတော့ TikTok တွေ Facebook တွေ YouTube တွေကနေပတ်စံကိုတင်း10နဲ့ချီပြီးတော့ရှာနေတဲ့သူတွေလည်းအများကြီးပဲအဲ့တော့သူတို့ကြတော့ဒီလိုမျိုးခက်ကာလာအခြေအနေချင်းအတူတူမှာပဲကိုဘာဖြစ်လို့တင်းကို10နဲ့ချီ100နဲ့ချီရှာနိုင်နေကြလဲဆိုလို့ရှိရင်သူတို့အနေနဲ့ကသူတို့ရဲ့ဉာဏ်ရည် သူတို့ရဲ့လုံခြုံနိုင်စွမ်းတွေကိုမြင့်တင်ထားလို့ဖြစ်တယ်။ပြောချင်တဲ့အကြောင်းအရာကပတ်စံဒီကိုပေးတဲ့လောက်ကိုစီပြန်ရလာတယ်။အဲ့တော့ကိုကအသိဉာဏ်ပညာကိုအတုံးချပြီးပတ်စံရှာနေတဲ့လူလားခွန်အားကိုအတုံးချပြီးတော့ပတ်စံရှာနေတဲ့လူလားကိုပေးလိုက်တဲ့အရာဒီကိုကိုပတ်စံပြန်ပေးတဲ့လူအတွက်ဘလောက်အကျိုးအမြတ်ရရှိသွားလဲအပေါ်မှာမူတည်ပြီးတော့ကိုပတ်စံပြန်ရတယ် ကိုကတဖက်လူကိုအကျိုးရလတ်နည်းနည်းပဲပေးလိုက်ရင်ကို့အနေနဲ့ပတ်စံနည်းနည်းပဲပြင်ရမယ်။တဖက်လူကိုကိုကမြန်းများပေးလိုက်လို့ရှိရင်ကိုကမြန်းများပြင်ပြီးရရမယ်။ကိုကကုမ္ပဏီမှာလုပ်နေတဲ့ဝန်ထမ်းတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုရဲ့အလုပ်ကိုကိုကုမ္ပဏီပိုင်ရှင်ကိုကိုရဲ့အရေးချင်းကိုရဲ့လုံအားတွေနဲ့အကျိုးများများရှိအောင်လုပ်ပေးနိုင်တယ်။အဲ့ဒီ လုပ်ငန်းလေပတ်ဖို့အတွက်ကိုကအရေးပါအရာရောက်တဲ့နေရာမှာရှိနေတယ်ဆိုလို့ရှင်ယာတူးကောင်းကောင်းလာစာကောင်းကောင်းရမယ်။ကိုကသူ့ကုမ္ပဏီရဲ့အရေးတိတ်မကြီးတဲ့နေရာမှာကိုရှိနေတယ်အလုပ်မှာကိုကအချောင်ခိုးတယ်အလုပ်ကိုပို့ပြီးတော့ဘယ်တော့မှမလုပ်ဘူး။တော်ရုံတင့်ရုံပဲလုပ်တယ်ဆိုလို့ရှိရင်ကိုအနေနဲ့တော်ရုံတင့်ရုံလာစာတော့ပဲရမယ်။အဲ့ဒီကုမ္ပဏီမှာကိုကအားကိုးရတဲ့သူမျိုးဖြစ်တယ်။ အလုပ်ရန်ကြိုးစားတယ်ကုမ္ပဏီကကိုယ်မရှိမဖြစ်လိုအပ်တယ်ဒါဆိုလို့ရှိရင်ကိုကအဲ့ဒီကုမ္ပဏီမှာလာစားကောင်းကောင်းရမယ်ဒီလိုပုံစံမျိုးအတူတူပဲကိုကတခြားသောကိုယ့်ရဲ့ customer တွေ client တွေ consumer ဒီလိုမျိုးအရာမျိုးတွေကိုအကျိုးရလက်ရှိရာတွေကိုများများပေးမယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ငွေများများရမယ်အဲ့တော့ငွေရှာတဲ့အခါမှာကကိုယ့်အနေနဲ့ပင်မန်းခြင်းတွေစူးစမ်းအားထုတ်ရခြင်းတွေပေါ်မှာအများကြီးမမီခု တစ်ဖက်လိုအပေါ်အကျိုးရလတ်ဘယ်လောက်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာသွားပြီးတော့အများဆုံးမူတည်နော်ကိုကလက်မှတ်လေးတစ်ချက်ထိုးယုံနဲ့တစ်ဖက်လူကအကျိုးအများကြီးရှိတယ်ဆိုလို့ရှိရင်ကိုပတ်စံအများကြီးရမယ်ကိုကတစ်နှစ်တာလုံးအလုပ်စူးစမ်းထားပါရဲ့နဲ့တစ်ဖက်လူမှာအကျိုးနည်းနည်းပဲရှိတယ်ဆိုရင်ကိုပတ်စံနည်းနည်းပဲရဒါတွေကလည်းတာရကတွေအများကြီးပဲအဲ့တော့ ကိုယ့်အနေနဲ့တဖက်လူကိုအကျိုးများများရှိအောင်လုပ်ပေးနိုင်ဖို့ပဲကိုကြိုးစားဒါဆိုကိုပတ်ဆံများများဝင်လာလိမ့်မယ်နော်ကိုကတဖက်လူတိုးတက်အောင်အကြံဉာဏ်တွေပေးနိုင်မလားတဖက်လူတိုးတက်အောင်လို့ကိုကအစီအစဉ်ရေးဆွဲတာတွေလုပ်ပေးနိုင်မလားဒီလိုမျိုးအဲ့တော့တဖက်လူအကျိုးရှိသွားအောင်လုပ်မယ်နော်လူတွေရဲ့လိုအပ်ချက်တွေကိုလိုက်ပြီးတော့ဖြည့်ဆည်းပေးမယ်လူတွေလိုချင်နေတဲ့အရာတွေကိုလိုက်ပြီးတော့ဖြည့်အောင်ဖြည့်ဆည်းပေးမယ်ဆိုလို့ရှိရင် ကို့အတွက်အကျိုးရလတ်နေနဲ့ငွေတွေပြန်ရောက်လာမှာပဲအဲ့တော့ကို့မှာလာစားနေလို့ဝင်ဝင်နေလို့ဆိုပြီးတော့ဟိုလူပြစ်တင်ဒေလူပြစ်တင်နိုင်ငံရေးအပြစ်တင်အလုပ်ရှင်ဟော ပြစ်တင်တာတွေရတန်းကရလိုက်တော့ငွေဝင်တဲ့ပမာဏဒီကို့ပေါ်မှာမြှူတည်တယ်ကိုကများများပေးရင်များများဝင်မယ်နည်းနည်းပေးရင်နည်းနည်းပဲဝင်မယ်အဲ့ဒီတော့ကြောင့်ကိုငွေများများလိုချင်တယ်ဆိုလို့ရှိရင်ကိုရဲ့အရေးချင်းကိုမြင့်တင် ကိုယ့်ရဲ့လုံနိုင်စွမ်းအားကိုမြင့်တင်အဲ့အတွက်တရက်မှ1000မရတာတွေ2000မရတာတွေအကြောင်းပြချက်မပေးဘဲနဲ့တရက်ကိုကိုဘယ်လောက်ရအောင်ရှာမလဲအဲ့ဒီရအောင်ရှာဖို့အတွက်ကိုယ့်အနေနဲ့ဘာတွေလုပ်ရမလဲဘယ်လိုစကေးတွေလိုလဲဒါတွေကိုလေ့လာသင်ယူမှုတွေလုပ်အချိန်ရှိတုန်းလုပ်ပါတချို့အရာတွေကလေ့လာသင်ယူဖို့အရင်ကြီးအချိန်ပေးမနေရဘူးလေ့လာသင်ယူခြင်းစိတ်ပဲလိုတယ်ဒါကြတော့ငါမသိဘူးငါမတတ်ဘူးငါမလုပ်တတ်ဘူးဆိုတဲ့အကြောင်းအရာတွေကို ဂျားထဲမှာခံပြီးတော့ရှေ့ကိုဆက်ပြီးတော့မသွားနိုင်အဲဗီဒီယို editing လုပ်ပါဟာငါဗီဒီယို editing မှာမလုပ်တတ်တာဆိုတဲ့အရာနဲ့ရှေ့ကိုမရောက်တော့ဗီဒီယို editing လင့်လာတာဘယ်တော့ကြာမှာမို့လို့လဲနော်ငါရဲ့ဆယ်ရဲ့အလုံးစုံတစ်လပေါ့နော်ကျွမ်းကျင်သွားအောင်လင့်လာမယ်ဆိုရင်တစ်လောက်ပေါ့အချိန်ပေးပြီးလင့်လာမယ်ဆိုရင်လင့်လာလို့ရအဲ့တော့ကိုမသိသေးတဲ့အရာမတက်သေးတဲ့ပညာရက်တွေကိုစိတ်ရှည်လက်ရှည်နဲ့ကိုကျွမ်းကျင်သွားတဲ့အချိန်လင့်လာပြီးတော့ကိုရဲ့အရေးအချင်းကိုမြင့်တင်ပြီးလို့ရှိရင်ကိုရဲ့အရေးအချင်းတွေနဲ့တစ်ဖက်လူအကျိုးရှိအောင် အတုံးချမယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ငွေတွေများဆောင်ဝင်လာမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေကတခြားသူတွေကိုအပြစ်တင်တာမျိုးတွေရက်တန်းကရက်ပြီးတော့ကိုယ့်ရဲ့အရေးချင်းကိုပဲမြင့်တင်မှာကိုယ့်ရဲ့ငွေရှာနိုင်စွမ်းတည်ကိုယ့်အပေါ်မှာပဲမူတည်ရဲ့ကိုယ်အနေနဲ့လက်ရှိဝင်နေတဲ့ဝင်ငွေကစုလို့မရဘူးဆိုလို့ရှိရင်ဝင်ငွေထက်တိုးဖို့လိုတယ်ထက်တိုးဖို့အတွက်ကိုယ့်ရဲ့အရေးချင်းတွေကိုမြင့်တင်ဖို့လိုတယ်ဒါကိုသိပြီးတော့ ဝင်ဝင်နေလို့စုလို့မရဘူးဆိုတော့အကြောင်းပြချက်ကိုကိုပေးနေမိတယ်ဆိုလို့ရှိရင်ဝင်ဝင်များလာအောင်အခုအချိန်မှာစပြီးတော့လုပ်ရမယ်ကိုကိုကိုပဲမူတည်ရဲတခြားလူတွေအပေါ်အခြေအနေတွေပေါ်မှာမမူတည်ဘူးဆိုတာကိုသဘောပေါက်စေချင်ပါတယ်ဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့အကြောင်းမလို့ကျေးဇူးအများကြီးတင်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုထပ်ပြီးတော့မျှဝေပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ page ကနေကြည့်နေတယ်ဆိုလို့ရှိရင်လည်း like and follow လုပ်ပေးပါ TikTok ကနေကြည့်နေတယ်ဆိုလို့ရှိရင်လည်းအပေါင်းလေးအသေးလေးနှိပ်သွားပါအားလုံးကျေးဇူးအများကြီးတင်ပါတယ် nói video mà đi bạn. thank you